ားလုံးမင်္ဂလာပါရန်ကုန်ဦးရဲ့ကားယောင်းဝယ်ကြီးပါရှင်ဒီနေ့မှာတော့ညီမတို့စီမှာဒါကားလေး၃စီးထပ်ရောက်ထားတယ်ပေါ့နော်ဒါမော်ဒယ်အမြင့်တွေအရလို generation တွေအတွက်လည်းရမယ်တိန်း၃00အောက်ထပ်ရောက်လို generation တွေအတွက်လည်းရမယ်ပေါ့နော်ဆိုတော့ကားလေးအစုံရောက်ထားတဲ့အတွက်ကြောင့်မို့လို့ညီမဒီနေ့မှာကားလေးတွေကိုလပြပေးတာဖြစ်ပါတယ်အခုရောက်ထားတဲ့ကားလေးတွေကတော့အလုံး၃စီးလုံးကတော့ manual လေးတွေပဲရောက်ထားတာပေါ့နော်ဒါ auto လေးကတော့ထပ်ပြီးတော့ဆောင်းရပါအောင်မယ်ဒါကြိုမာထားကြတဲ့မိတ်ဆွေတွေပြီးတော့ပေါ့နော်ဒါ auto လေးတွေကရောက်ရင်ပြောပြပါဆိုရင်မိတ်ဆွေတွေရဲ့အနေနဲ့ကတော့ဒါနည်းနည်းလေးထပ်ပြီးတော့ဆောင်းရပါအောင်မယ်အခုလက်ရှိကတော့ဒါ ီဘက်ဆုံးလုံးကကားလေးကတော့ Mitsubishi Mini ကလေးကိုမှမော်ဒယ်က2003မော်ဒယ်လေးပါ။အဲကားလေးဆိုလို့ရှိရင်ဒါသိန်း300အောက်နဲ့ရောင်းမိမဲ့ကားလေးဖြစ်ပါတယ်။အလဲကကားလေးကတော့ Honda e-t လေးကိုမှမော်ဒယ်က2008မော်ဒယ်မော်ဒယ်အမြင့်နံပါတ်တန်းအမြင့်လေးနဲ့ရောင်းမယ်။သိန်း350ဝန်းကျင်နဲ့ရောင်းမိမဲ့ကားလေးဖြစ်ပါတယ်။ဟိုဘက်အဆုံးလုံးကကားလေးကတော့ Suzuki Mazda လေးပါ။ Mazda လေးကိုမှမော်ဒယ်က2006မော်ဒယ်အကားလေးဆိုလို့ရှိရင်လည်းဒါသိန်း350ဝန်းကျင်နဲ့ပဲရောင်းဝယ်မဲ့ကားလေးဖြစ်ပါတယ်။အခုပြပေးသုံးစီးလောက်ကတော့ဒါ manual လေးတွေပဲပေါ့နော်။ဆိုတော့ညီမကားလေးတွေရဲ့ အသေးစိတ်အချက်အလက်လေးတွေကိုလိုက်ပြီးတော့ပြောပြပေးပါမယ်။ဆိုတော့ဒီဘက်အစွန်ဆုံးကကားလေးကိုရင်ပြောပြပေးမယ်။ဒီဘက်ကကားလေးကတော့ Mitsubishi လေးကိုမှ model က2003 model လေးပါ။ဒီကားလေးက Eco မပါဘူးပေါ့ CRM ဖြစ်သွားမယ်။ပြီးရှိဘကိုးလိုက်စဲ 7F number လေးနဲ့ရပါမယ်ရှင်။ license တန်းကတော့6လောက်ပိုင်းအထိကျန်ပါသေးတယ်။နော်ဆိုတော့ဒီကားလေးကိုတော့ကျွန်တော်တို့ဒါကားနဲ့ပတ်သက်ပြီးတော့ဆော်ဝဲစားတဲ့အရှုပ်ရှင်းမရှိစေရပါဘူးအတိုက်ခိုက်လည်းရှင်းပါရဲဆိုတော့ဒီကားလေးဆိုရင်လည်းဒါတစ်စီးလုံးတံပြားတဲ့တပြောင်းပြောင်းပဲညီမခောက်ပြပေးမယ် တစီလုံးတံပြားတန်တပြောင်းမြောင်းပဲကြိုက်တဲ့နေရာခောက်ကြည့်လို့ရတယ်အနောက်ဘေးပြားတွေကမှစာတံပြားတန်တပြောင်းမြောင်းနဲ့ရောက်မဲ့ကားလေးဖြစ်ပါတယ်အနောက်မှာကလည်းဒီကားလေးကစတီးအမိုးကိုင်းစတီးချီနေအလို့အစုပ်ပါပိတာကားလေးဖြစ်ပါတယ်2003မော်ဒယ်နဲ့မလိုက်အောင်တော့မှပဲဒါ တော့သစည်းလုံးတံများတဲ့တပြောင်မြောင်ဖြစ်တဲ့စေးချောရယ်ဝယ်သူအနေနဲ့ဒါလက်တင်တစ်ခါတည်းသုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်။အနောက်ကျင်းငင်းတွေကမှစာစေးချောရယ်စေးဘော်ဒီဘိုင်းကမှစာဘာမှထပ်ပြီးတော့လုံးစရာမလိုအောင်ညီမတို့အသေးစိတ်ကမှစာလိုက်လှုပ်ထားပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝယ်ယူသူအနေနဲ့လက်တင်တစ်ခါတည်းသုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်။ဒီကားလေးမှာလည်းအောက်ပိုင်း frame လေးနဲ့အယိုးစစ်ရှယ်လှပါတယ်။အဆွေးအနာတန်ကြီးကင်းနဲ့တော့ဒါအောက်ပိုင်း frame လေးကိုလည်းညီမပြပေးတာဒီကားမှာကတော့ဒါညီမတို့တိုက်ရလေးလုံးစလုံးပတ်အပြည့်ကျန်နေတယ်။ တော့တာယာလည်းလဲစရာမလိုညီမတို့လဲထားပေးပြီးသားတာယာပန်းအပြည့်ကျန်သေးတယ်ပေါ့နော်ဆိုတော့ဒါတော့ညီမဒီကားလေးရဲ့အနောက်လေးကိုပြပေးတယ်ဆိုတော့ဒီကားလေးရဲ့အတွင်းကန်းလေးကဘလိုပုံစံလေးရှိလဲဆိုတော့ညီမတို့အတူတူကြည့်မယ်။အတွင်းကန်းလေးကတော့ဒါထိုင်ကုန်လေးကတော့ထိုင်ကုန်ကတော့ original ထိုင်ကုန်အတိုင်းပဲကျန်နေတယ်။နောက်ခေါင်းမီတွေကလည်းဒါ original ခေါင်းမီတွေအတိုင်းပဲကျန်နေတယ်။ပြီးတော့ဆီရတဲ့အစွတ်တက်စပုတ်ခင်းဆိုတော့ဒါညီမတို့ကဥရဲဆိုတဲ့အတိုင်းပဲဒါဘယ်ကားမှာပဲဖြစ်ဖြစ်ပေါ့နော်။ဒါဆီရတဲ့အစွတ်တက်စပုတ်ခင်းကတော့မြစ်တာလက်ဆောင်အနေနဲ့ထည့်ထားပေးပြီးသားဖြစ်ပါတယ်။ဒီကားလေးက အဲကိုမပါဘူးပါဝါပါတယ်ဒါပေမဲ့ manual gear လေးနဲ့ရမယ် hold out ကြားလေးရတယ်ကြည့်ပြပေးမယ်။ဒီအောက်တည်ဆိုလို့ရှိရင်ဒါအဆွေးများတတ်တဲ့နေရာတွေရေစင်းတဲ့နေရာတွေအဆွေးများတတ်တဲ့နေရာကြီးခြေကျော်တွေမှာတောင်မှပဲဒါ original ချိတ်တွေ spot တွေအထင်းသားတိုင်းပဲဂျန်နေတဲ့အဆွေးအနာတန်ကြီးလုံးဝကဲပါတယ်။အတွင်း shop ပါအောင်နေရာမှာစာဒီမှာ all ချိတ်တိုင်းပဲဂျန်နေတယ်။ဒါ all စေးတိုင်းပဲညီမတို့စေးပြတ်လုံးထားဘူးသူ့ရဲ့ all စေးတိုင်းပဲဂျန်နေတဲ့ original spot original space ချိတ်တွေအော်ကြောတိုင်းပဲကြံနေတဲ့ကားလေးဖြစ်ပါတယ်ဒီမှာအောက်ခြေကြတွေကြည့်မယ်ဒီမှာဆိုလို့ရှိရင်ဒါ original sport လေးတွေတိုင်းပဲအထင်းသားလေးရှိနေသေးတဲ့ကားလေးဖြစ်ပါတယ်ချက်စီပေါင်းလေးလည်းလှပါတယ်ဒီမှာညီမချက်စီလေးပြပေးမယ်ချက်စီပေါင်းလေးကအစအစဒီမှာဆွေးအနာတန်ကြီးလွတ်ပါတယ် U61D 3963263ပေါ့နော်ဒါချက်စီလေးလည်းညီမပြပေးပါတယ်ဆိုတော့ဒီကားလေးရဲ့အတွင်းကန်းလေးကိုညီမပြပေးတာပါဒီကားလေးမှာကတော့ဒါညီမတို့မန်တင်မဲ့6ကိုတော့လက်လက်လေးနဲ့ပဲရပါမယ်ဆိုတော့ဒီကားလေးကိုအတွင်းကန်းလေးညီမပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုတော့ညီမတို့ရောင်းမိမဲ့ဈေးလေးက နေရ68သိန်းကိုညီမတို့ညှိနှိုင်းစည်းလေးနဲ့ရောင်းမိမှာပဲဖြစ်ပါတယ်ဆိုတော့ဒီကားလေးမှာညီမပြောစရာလေးတစ်ခုရှိပါတယ်ဒါပါလေဆိုရင်ဒီကားလေးမှာခလုံငယ်ဖြတ်သိမ်းထားတဲ့မတ်တပ်လေးပါပါတယ်ဆိုတော့ခါကျတော့ဈေးလေးကိုလည်းညီမတို့အစီအမံညှိနှိုင်းပေးပြီးတော့မှရောင်းမိမှာဖြစ်ပါတယ်တိတ်တော့ရအောက်ထဲကလိုချင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့ဒီကားလေးကရွေးချယ်လို့အကောင်းဆုံးကားလေးတစ်စီးဖြစ်ပါတယ် ်အလေးမရှိနေတဲ့ကားလေးကတော့ Honda AT လေးပါဒီကားလေးကတော့ Honda AT ကိုမှ model က2008 model AC power so 2 wheel လေးပါရှင်မန္တလေးလိုက်စေ 5M number လေးနဲ့ရပါမယ် model အမြင့် number အမြင့်ထဲကလိုဂျင်းနဲ့မိတ်ဆွေတွေအတွက်ရမယ်ပေါ့နော် ကိုကမန္တလေးလာစင်းနဲ့မလို့ချင်းမှုဥရရေဘကိုးလေးပြောင်းပေးပါဆိုလို့ရှိရင်လည်းညီမတို့ဘကိုးလေးလည်းပြောင်းပေးပါတယ်ကိုကဘောနနီနီနာနာဘကိုးလိုက်စင်းလေးနဲ့လို့ချင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ရှင်အဲ့တော့ဒီကားလေးဆိုလို့ရှိရင်လည်းဒါလိုင်စင်က17လပိုင်းအထိလိုင်စင်တစ်တန်းကျန်ပါသေးတယ်ရှင်အဲ့တော့ဒီကားလေးကတော့ဒါမော်ဒယ်အမြင့်နံပါတ်အမြင့်တွေကလို့ချင်းနဲ့မိတ်ဆွေရဲ့အတွက်ရမယ်ပေါ့နော်ဆိုတော့ဒီကားလေးကအလေးအဖြစ်နေတဲ့အတွက်ကြောင့်မလို့ညီမဒါအတွင်းငန်းလေးကိုတော့မပြပေးတော့ဘူးပေါ့နော်အတွင်းငန်းကိုင်းလည်းတက်ရှိတက်ရမှုဘိုင်းကမှစပြောစီအောင်တော့ညီမလှူထားပေးပြီးသားပါ CRS Dashboard ခင်လုံးဝထည့်ထားပေးပြီးသားဖြစ်ပါတယ်ဒီကားလေးက AC Power So 2ဝီလေးပါရှင်အနောက်မှာလည်းဒီကားလေးကအမိုးကိုင်းခြေနဲ့အာလုပါပိတာကားလေးဖြစ်ပါတယ်ရှင်အဲ့တော့တာယာတွေလည်းဘက်အကြံမသေးတယ်ဆိုတော့ဒီကားလေးကတော့ညီမတို့ဒါရောင်းမိမဲ့ဈေးလေးက345သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းမိမဲ့ကားလေးဖြစ်ပါတယ်ရှင်ဒီကားလေးလည်းအရေးကြဝယ်ခြင်းနဲ့မိတ်ဆွေတွေအတွက်ရပါတယ်ရှင်တော့ဟိုဘက်ဆုံးကကားလေးကတော့ Suzuki Mazda လေးပါ Mazda Sacred Suzuki နဲ့တူတူပဲပုံတော့ဒါ logo လေးတစ်ခုပဲကွဲသွားတာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကလည်းသိ300ပပေါ်လေးနဲ့ပဲညီမတို့ရောင်းပေးသွားမှာဖြစ်ပါတယ်ဒီကားလေးကတော့ model က2006 model လေးပါရှင်เนาะရန်ကုန် စင်လေးနဲ့ရမယ်ရန်ကုန်လိုင်စင်ကိုမှနံပါတ်တန်းကလည်း K တန်းလေးနဲ့ရပါမယ်ရှင်เนาะရန်ကုန်လိုင်စင်တိတက်နဲ့ရလိုချင်တဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကားလေး share ပါပဲ normal တွေကတော့2006 model ပါရှင်เนาะဒီကားလေးက AC power အစုံ 4w ကိုမှ မန်နျူအယ်ဂီယာနဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးကတော့ license သက်တမ်းက2026ဆယ်လာပိုင်းထိ license သက်တမ်းကျန်ပါသေးတယ်ရှင်ဆိုတော့ဒီကားလေးမှာကတော့ညီမတို့ဒါကားနဲ့ပတ်သက်ပြီးအတိုက်ခါရိုးရှင်းအားလုပ်ကင်းပါတယ်။နော်စေးဘော်ဒီဘိုင်းကမှဆာဘာမှလုံးစရာမလိုပါဘူး။လက်တည်တစ်ခါလေးတုံးလို့ရမယ့်ကားလေးတွေဖြစ်ပါတယ်။ဒီကားလေးမှာကတော့ဒါအလွိုင်းပက်လက်လေးနဲ့ရပါမယ်ရှင်။အဲ့တော့အလွိုင်းလေးနဲ့ကြိုက်ကြတဲ့မိတ်ဆွေတွေအတွက်ကတော့ share ပါပဲ။နော်အလွိုင်းပက်လက်လေးနဲ့ရပါမယ်။ဆိုတော့ဒီကားလေးရဲ့အတွင်းကန်းလေးကိုညီမတို့ကြည့်ပါမယ်။အတွင်းကန်းလေးကိုမကြည့်ခင်မှာညီမတို့ဒါလိုအပ်တဲ့စတစ်ကာဘိုင်းကမှဆာတေချာအသေးစိတ်အလှဆင်ပေးထားပြီးသားဖြစ်ပါတယ်ရှင်။ကြည့်အတွင်းကန်းလေးကိုကြည့်ပါ ါမယ်။ဒီဒီကလေးရဲ့အတွင်းကန်းထဲမှာကလည်းထိုင်ကုန်ကြီးကမှဆာလေသားလေးနဲ့ပြစ်သွားမယ်။ဒီကလေး dashboard ခင်းလေးထည့်ပေးမယ်နော်။ညီမမထည့်ပေးသေးလို့ dashboard ခင်းလေးထည့်ပေးပါမယ်။ဆရာရဲ့အဆွက်လည်းပါထားပြီးသားဖြစ်ပါတယ်ရှင်။အဲ့တော့ဒီမှာတကားကြားလေးလည်းလှပါတယ်။လုံးဝမိုက်တယ်ဒီကလေးလည်း share ပဲ။နော်ဒါမော်ဒယ်အမြင့်သေးကလိုချင်တဲ့ Suzuki brand တွေကောင်မှမာဇာလေးနဲ့ရမယ်ပေါ့နော်ဆိုတော့ဒါကတော့ညီမဒီကလေးရဲ့အတွင်းကန်းလေးကိုပြပေးတာဖြစ်ပါတယ်။ဒါရှိသေးရမှုကမှဆပြောစရာမလိုအောင်ညီမတို့အသေးစိတ်လှုပ်ထားပေးတဲ့ကားလေးဖြစ်ပါတယ်။ဒီမှာ original check လေးတွေပြပေးမယ်နော် original check လေးတွေရှိမယ်ဒါအထင်းသားလေးတွေရှိနေသေးတဲ့ကားလေးဖြစ်ပါတယ်ဒီမှာပေါ့နော်အဆွေးများတဲ့နေရာတွေမှာတော့မှဒီမှာအဆွေးအနာတန်ကြီးကင်းပါတယ်ဒါအောက်ကျင်းကလေးတွေရောညီမပြပေးတာပေါ့နော်ဆိုတော့ဒါကားလေးကိုလိုင်းမောင်းနေကြည့်ရတယ်ဆိုပြီးတော့မှအသေးစိတ်မကြည့်ရမှာဆိုလို့ပေါ့နော်ဒါကားလေးထပ်ရောက်ထားပါတယ်ဆိုတော့အနောက်မှာလည်းဒီကားလေးကစတီအမိုးကိုင်းခြေနှင်းအာလောပပိတာဖြစ်ပါတယ်နောက်ကျင်းကနေကမှဆာရှဲပဲပေါ့နော်ဆိုတော့ဒါရောညီမဒီကားလေးကိုပြပေးတာဖြစ်ပါတယ်ဒီကားလေးကတော့ဒါအဘက်ဆိုတော့ဆိုတော့အောက်ပိုင်း frame လေးတွေလည်းပြပေးမယ် နောက်အပိုင်း frame တွေကမှစအရိုးစစ်ရှယ်လာပါတယ်။နော် frame တွေအဆွေအနာတန်းကြီးလုံးဝကင်းနေပေါ့နော်။ဒါတော့ညီမအောက်ပိုင်းလေးကိုပြပေးတာ။ဒီကားလေးကတော့တကယ်အလွိုက်ပက်လေလေးနဲ့ရမယ်ပေါ့နော်။ဆိုတော့ဒီကားလေးတွေအခုပြပေးခဲ့တဲ့ကားလေးတွေကဒါ ညီမစီမအရေးကြဝယ်ရင်းတဲ့မိတ်ဆွေတွေအလဲထလုပ်ချင်ပါရယ်ဆိုတဲ့မိတ်ဆွေအနေနဲ့ရပါမယ်။နောက်ဆုံးကကြဒီကားလေးကိုလည်းညီမရောင်းမိမဲ့ဈေးလေးက348သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါရယ်ရှင်။မော်ဒယ်ကြီးက2006မော်ဒယ် AC Power အစုံ 4V ကိုမှ manual gear လေးပါရန်ကုန်လိုက်စီ K တန်းလေးနဲ့ရပါမယ်။ဒီကားလေးကတော့348သိန်းမှာအလဲရကားလေးကတော့345သိန်းမှာရှင်။ဟိုဘက်အစုံလုံးကကားလေးကတော့သိန်း300အောက်ကျပါရယ်ဆိုရင်မိတ်ဆွေတွေအတွက်298သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းမိမဲ့ကားလေးတွေဖြစ်ပါတယ်။ဆိုတော့ ားလေးတွေလာကြည့်မယ်ဆိုလို့ရှိရင်တော့39ခုခု11965လေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကွအုပ်ချုပ်ရေးမှုရုံအနီးမှာကားလေးတွေလာကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်။နောက်ဆက်လက်ကားလေးတွေထပ်ရောက်ဖို့ရှိပါတယ်။အခုကတော့ဒါမန်နျူရယ်လေးတွေပဲကြည့်လို့ရပါအောင်မယ်ရှင်။ဗီဒီယိုလေးကိုအစိုးတိကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။တာယာရဲနေ့ရက်လေးတရက်ကိုပတ်ဆိုင်နိုင်ပါစေရှင်။အားလုံးပဲတတပါ။